website မှာငွေဖြည့်နည်းအရင်ဆုံးဒီနေရာလေးမှာကိုပေးချင်တဲ့ဘိုင်းကင်းလေးကိုရွေးချယ်ပေးပါဥပမာကိုက KB နဲ့ပေးချင်တာမျိုးဆိုရင် KB ဇက်ပေး UAB ပေးနဲ့မှပေးချင်တာမျိုးဆိုရင် UAB ပေးလေးကိုရွေးပေးပါပြီးရင်တော့ထည့်ချင်တဲ့အမောင်လေးကိုထည့်ပေးပါထည့်ချင်တဲ့ပမာဏကအနည်းဆုံးတော့1000ရှိရပါမည်ရိုက်ထည့်ပြီးသွားရင်တော့ဆက်သွားမည်ဆိုတာလေးကိုနှိပ်လိုက်ပါရွေးချယ်ထားတဲ့အမောင်မှာကုလွှဲရမယ့်ငွေပမာဏအမောင်ဟုတ်မဟုတ်ကိုလည်းစစ်ပါပြီးရင် QR code ကို save လုပ်ရန်ဆိုတာလေးကိုနှိပ်ပေးပါ ဲ့ဒါဆိုရင်တော့ဒီကျူအာပုံလေးကဖုန်းထဲကိုစိတ်ပြီးသားဖြစ်သွားပါလိမ့်မယ်။ပြီးသွားရင်တော့ကိုလွဲမဲ့ဘေးကိုဝင်ပါ။ဆောင်းတော့ကကျူအာကိုဖတ်ပေးပါ။ကျူအာဖတ်တဲ့နေရာမှာ app တစ်ခုနဲ့တစ်ခုမတူတာကြောင့်မလို့ app တစ်ခုချင်းစီမှာကျူအာဖန်နီးကိုပြပေးပါမယ်။ wave KB 伊呀比，嘘呀比比，有嘛？ စီဗီကျွာဖတ်ပြီးပြီဆိုရင် one shot 7 cash out 1ဆိုတဲ့နာမည်လေးပေါ်မှာ one shot 7ဆိုတဲ့နာမည်လေးပေါ်မှာဒါကျွန်တော်တို့ရဲ့ one shot 7 official အစီအမံမှာအဲ့လိုလေးပြီးသွားရင်တော့ခုနက website မှာတတ်မှတ်ထားတဲ့အမောင်လေးအတိုင်းငွေပမာဏရိုက်ထည့်ပေးပါမမမကန်ရရင်တော့အကောင့်လေးပြတ်တက်တာမဟုတ်လို့တတိလေးတော့ထားပေးစေချင်ပါသေးတယ် ပြေးစာအော်တိုမစိတ်ရတဲ့သူတွေအနေနဲ့ကတော့လွှဲပြီးသွားရင်ပြေးစာလေးကို SS ရိုက်ထားပေးဖို့အတွက်လိုအပ်ပါလိမ့်မယ်။မရိုက်ထားမိရင်လည်း history မှာကုနာကလွှဲထားတဲ့ပြေးစာကို screenshot ရိုက်ထည့်ပေးလို့ရပါမယ်။ကေဘေးဝေးဘေးတွေမရှိလို့စိုင်းမသွားထဲမဲ့သူတွေအတွက်ကတော့ပြေစာပုံလေးကိုထင်းထင်းရှားရှားလေးဓာတ်ပုံရိုက်ပေးခဲ့ဖို့လိုမယ်ဗျ။ပြေစာလေးရပြီဆိုရင်တော့ကုနာကပြေစာကို website လေးထဲကိုပြန်ဝင်ပြေစာ receipt ထည့်ရန်ဆိုတဲ့နေရာလေးကိုထည့်ပြီးရင်တော့ပြေစာပုံလေးကိုရွေးထည့်ပြီးတော့အဆန့်ဆိုတာလေးနှိပ်ပြီးပို့လိုက်တာနဲ့ရပါပြီ။ဒါဆိုရင်တော့ one shot 7 website ဝယ်နည်းနဲ့ပတ်သက်ပြီးတော့ တိလောက်ကြမယ်လို့ထင်ပါတယ်။ပြဿနာတစ်စုံတရာအခက်အခဲတစ်စုံတရာရှိလို့ရှိရင်အဲ့ဒီအောက်နောက်မှာရှိတဲ့ Viber, Telegram, TikTok အစားရှိတဲ့ social platform တွေကနေတဆင့်ကျွန်တော်တို့ကိုဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်။